မင်္ဂလာပါကျွန်တော်ကတော့ခတ်မှုဆွေဖြစ်ပါတယ်ပထမအဲဗိုလ်ရီယိုမှာပေါ့နော်မပြီးသေးတဲ့အားလေးနဲ့ဆက်ပြောမယ်ဗာလဲဆိုတော့ KKID အကြောင်းပေါ့ဟုတ်ပြီအဲ့ဒီ KKID ကဟိုကကနန်းကိုလုံးနေပေါ့နော်အဲ့ဒီ ID ကအအရေးကြီးတယ်အရေးကြီးဆိုတော့ပထမဗိုလ်ရီယိုမှာပြောခဲ့လို့တော့ကြိတ်ပြပါရှုလုပ်တယ်လုပ်တော့ဗျာဒီဥစ္စာရွယ်ချက်ရှိတယ်လို့ဗျာဒီဥစ္စာကိုယူပါမယ်အဲဓာတ်ပုံရယူပါတခုယူပါတယ်ခမဒီ ကုန်းနံပါတ်ကိုကိုတိသွားပြီဆိုလို့ရှိရင်အဲ့ဒီဘဏ်ကိုအချိန်တွင်းတတ်နှုတ်လို့ရတယ်ဒါကတပိုင်းပါနောက်တစ်ခုကတော့အဲဒါကတော့ဒီ line ကိုကိုင်းနေဆရာလေဆိုတော့ပြောစရာမလိုပါဘူးအကုန်တိတယ်ပေါ့နော် နားလေပဲပြီးတော့ကျွန်တော်တို့ဆိုလို့ရှိရင်ဒီလို ID တွေနဲ့ပတ်သက်ပြီးတော့လုံးမဆွင်ဘလို့ဖြစ်စေချင်လဲဆိုရင်အတက်နိုင်ဆုံးပေါ့နော်ဘိန်းနေပါမလားဘူးတချို့じゃတချို့じゃဘိန်းပါမလားဘိန်းလိုက်လာတာမျိုးမဟုတ်ဘူး အတူပန်တူပေါ့နော်ဒီ online မှာပဲဖြစ်ဖြစ်အပြင်မှာပြင်ဆက်နွယ်ပြီးအဲ့ဒီကျွန်တော် SCU ဘူးလေးတင်ဖြုတ်ပြီးတော့ပေးတာမျိုးရှိတယ်ခုနကကျွန်တော်ပြောနေရလို့ပေါ့ခုနက ID code ကိုမှ RAM လည်းမရှိဘူးဒီ RAM လည်းမရှိဘူးပေါ့နော် RAM ကလည်းမရှိဘူးအဲ့ဒီ ID code ကလည်းမရှိဘူးဆိုဘာလုပ်ရလဲဆိုတော့နံပါတ်1ကျွန်တော် SCU ကိုဖောက်ရတယ် SCU ကိုဖောက်ရတယ်ပေါ့နော် SCU ကိုဖောက်မှာပဲ ူကဒီ SCU ကိုဖောက်လိုက်မှအဲ့ဒီ ID ကုတ်ကပြန်ပြီးတော့ထုတ်လို့ရတယ်အဲ့တော့ဘလို့လောက်ကြလဲဆိုတော့အဲတချို့အဲ့ဒီ SCU ဘူးလေးတွေဖြုတ်ပြီးတော့ဒါ ID ထုတ်ကိုင်းတဲ့ဟာတွေတော့အများကြီးတွေ့ရတယ်ဘိုင်းတွေပေါ်မှာပေါ့နော်အဲ့တော့တချို့ဒါဘိုင်းပေါ်ပါလဲနားလဲတယ်ဟိုခိုးရပြီးဘာညာပေါ့နော်ဒါမျိုးတွေလောက်ချင်တဲ့ကံဘလို့လောက်လဲဆိုတော့တို့ကတော့ဘိန်းတိုင်းကြီးတော့ယူပါမှာမဟုတ်ဘူးအဲ့ဒီ SCU ဘူးလေးကိုပဲပေးတာတွေရှိနိုင်တယ်အဲ့တော့ ကျွန်တော်တို့ဆိုရင်တော့ဘယ်လိုလုပ်လဲဆိုရင် SEO ဘူးတစ်ခုအဲနောက်ပိုင်းလုတ်ခဲ့မယ်ဆိုဘယ်လိုလုတ်ချင်လဲဆိုတော့စာအုပ်ကလေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒါလေးတွေကိုမှတ်ထားသေးခြင်းနဲ့ပေါ့ဥမာကိုယ်နယ်ဝေးရပဲဖြစ်ဖြစ်အဲတကယ်ရဒီလိုမျိုး SEO ID ပေါ့နော် key ID ထုတ်ခိုင်းပြီးဆိုလို့ရှိရင်သူ့ရဲ့နာမည်နေရပေါ့နော်မှတ်ပုံတွေဒါမျိုးလေးတွေမှတ်ထားတဲ့ခါမျိုးမှာဘလူလားထုတ်တယ်ပါဆိုကျွန်တော်တို့က data အချက်လက်ဒိတ်နေပေါ့နော်ဘယ်နေ့ဘယ်ရက်ကဆိုတာအဆင်ပြေတယ်ပေါ့ ်ကိုသိနေလူမျိုးဆိုတော့ကိစ္စမရှိဘူးနော်ဥမာကိုရှိမှာအများနဲ့လာတဲ့ customer တွေကိုနဲ့သိနေတဲ့ကိုနေရလူမျိုးတွေဆိုတော့ဒါပြဿနာမရှိဘူးဒီလိုကဒီပြီးပါတော့ကိုလည်းသိတော့ကျန်တဲ့နေရာဆိုတော့ဒါမျိုးလေးတော့လုံးစေချင်တယ်ဒါတော့အကြံပေးတာပေါ့နော်အဲ့တော့တောင်းတောင်းထုတ်ရဖို့လည်းမလွယ်ဘူးပေါ့နော်အဲဘသူမှတော့ဒါလေးတော့နေတော့ရင်းပြီးတော့ဆက်ကြည့်ဖို့မဟုတ်ဘူးသူကဆက်ရှိတဲ့နေရာပေါ်ပို့ပို့ပြီးတော့ထုတ်ခိုင်းမှာပေါ့ဒီဥစ္စာလေးကတပိုင်းပေါ့အဲအဲ့ဒီမှာဆက်ပြီးတော့ပြောချင်တာကအဲဒါဒါကတော့ကျွန်တော် ဟိုပါပေါ့နော်မှတ်စေချင်တာကဒါခိုးတဲ့ပြီးတွေဘာညာတွေဖြစ်မှာဆိုလို့ပေါ့နောက်တစ်ခုသတိပေးချင်တာရှိသေးတယ်ကျွန်တော်တို့ကရမှုပြောက်တယ်ရမှုပြောက်တယ်ပြောက်လိုက်တဲ့ခါမှာအော်ဒါမဲအောင်ကရမှုကြပြောက်သွားပြီးတော့တခုတနေရာမှာပြောက်သွားပြီးတော့ဘာလုပ်လဲဆိုရမှုပွားတယ်ရမှုပွားတဲ့နေရာမျိုးမှာတချို့ဆိုပရမရမှုကအသက်ဝင်နေတာမျိုးတွေရှိတတ်တယ်။နောက်ရမှုတစ်ခုတော့ထပ်ပြီးတော့ပွားလိုက်တာ။အဲဒါမှမဟုတ်လည်းတချို့ရှိတယ်။အဲကျွန်တော်အတိအကျမှတော့ရှိတယ်ရမှုနှစ်ခုစီးနေတဲ့လူမျိုးတွေ ရမူရမူရင်ပွားလိုက်တယ်ပေါ့နော်ဒါပွားတာလို့ပွားလိုက်တယ်သူပွားပြီးတဲ့ခါမှာရမူနှစ်ခုသုံးတယ်ဟိုကနေနဲ့သုံးတယ်ဒီကနေ့ရမူသုံးတယ်လူတွေလည်းတွေ့ရအဲ့တော့သူကတစ်ခုပြောက်သွားတဲ့ခါမှာအယုံကောင်းနေပြီပြောက်ပြောက်အဲဒီလိုမျိုးထားလိုက်တယ်ချို့ကြောက်လဲကြပြောက်သွားကြပြောက်သွားတဲ့အချိန်မှာနောက်ရမူတစ်ခုပွားတယ်ပွားတဲ့အချိန်မှာဘာလို့တင်လဲဆိုလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးကိုမရခုနှစ်ခုကိုကိုနိုင်သုံးတယ်ဆိုတော့ကိစ္စမရှိဘူးတစ်ခုပြောက်သွားတယ်ဆိုတော့ပြောက်သွားတာကိုပိတ်ပြီးပို့လို့ရတယ် ဘာကြောင့်လဲဆိုဒီဥစ္စာဘာကြောင့်ပြောက်တာလဲထွက်ကြတာလားအဲ့ဒါကိုတယောက်ယောက်ကောက်ခံရောဒါတွေကထက်တွေးရမှာဖြစ်တယ်ပေါ့နော်ဒါကဘီးတွေအပြောက်များနေတဲ့အတွက်ပြောတာအကယ်၍အဲ့ဒီရမှုကိုဒါတယောက်ယောက်ကကောက်ရထားခဲ့မယ်ဆိုလို့ရှိရင်ဒီရမှုရှိရင်ဗျာအဲ့ဒီဘိန်းအချိန်မျိုးတော့နှုတ်လို့ရတယ်အဲ့ဒါမလုံခြုံဘူးပေါ့ဒါကြောင့်ရမှုပွားမယ်ဆိုရင်ဒါပထမရမှုတွေကိုပိတ်ပြရမှာပေါ့နော်ဒါကတပိုင်းမှာနောက်ခုဒီ emo order ကတော်တော်လာမိကြတယ်။ emo order ဆိုတာစိုးခြင်းကောင်းခြင်းပေါ့နော်။အတက်နိုင်ဆုံးကတော့ ီမော်အော့ရယ်ဆိုတာဘယ်လိုပြောရမလဲပေါ့နော်ရှို့ကြဆိုးလာကောင်းလာဆိုတော့အဲဒါမျိုးတော့ကျွန်တော်ပြောတော့မပြောချင်ဘူးပေါ့နော်ဒါပေမဲ့ဒါကျွန်တော်လက်ရှိအမြင်ုံပြောပြတာပါအီမော်အော့ရယ်ဆိုတာ function တစ်ခုကိုပိတ်လိုက်တာပဲဒါပဲပေါ့နော်ပိုးကောင်းလာစရာတော့မရှိဘူးဘာကြောင့်လဲဆိုတော့ရှိပြီးသား function တစ်ခုကိုပိတ်ပြလိုက်တာဖြစ်တယ်တချို့လာမေးလို့ပါဒါကတော့မသိလို့မေးတာလည်းဖြစ်မှာပေါ့နော်အီမော်အော့ရယ်ကပိုးကောင်းလာတာလားအဆင်ပြေလားဆိုတော့အဆင်တော့ပြေတယ် ဒါပေမဲ့ဘူးကောင်းလာကြတော့အကြောင်းမရှိပါဆိုတော့ရှိပြီးသားဖန်ရှင်တော့ပိတ်ပြလိုက်တာဖြစ်တဲ့အတွက် security ဘိုင်းကနေဝိုင်းလို့တော့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဥမာကျွန်တော်ကလော်လော်လုံးလို့မျိုးအခုဆိုင်းငယ်တစည်းပေါ့ဒါပေမဲ့ဘူရီမှာလည်းပြောပြကြကိုရှိမှာကိုရှိမှာကလစ်150အတွက် SCU နဲ့ FOV အပိုရှိတယ်ဆိုပါစို့ဘယ်ဘိန်းနဲ့လာကောက်ထိုးပြီးဆိုင်းအပိန်ဆက်မနိုးဘူးလေ။ဘာကြောင့်ဆိုတော့ ID ရှိနေလို့ IMO ID နဲ့ IMO AU ရှိနေတဲ့အတွက်ဆက်မနိုးဘူး။အဲ့လိုဆက်မနိုးတဲ့အတွက် ကောက်နှုတ်ပြီးတော့စီးလို့မရဘူးအကယ်၍သာကိုဖင်းက emo off ထားတဲ့ btc ဖြစ်ခဲ့မဲ့ဆိုရင်အဲ့ဒီ function ကိုပိတ်ထားတယ်ပေါ့နော် emo off ထားတဲ့ btc ဖြစ်ခဲ့မဲ့ဆိုရင်ဘယ်ဘင်းကဟာပဲဖြစ်ဖြစ်ကြိုက်တဲ့ဘင်းကဟာဖြုတ်ကိုဖင်းကောက်ထိုး no မှာပဲအဲ့ဒါတော့ emo off ထားတဲ့ဆိုခြင်းပေါ့နော်အဲ့တော့ဒီ btc ကိုကျွန်တော်ကဘယ်လိုပြောမလဲခိုးခံမဲ့ဆိုရင်တော့မှအခိုးခံရတဲ့ BJ ဆိုရှင်တို့တို့ကဘာရင်းရမလဲဆို emo off ထားလို့ရှိရင် SCU နဲ့ FOV လေးရင်ရမယ်ဒါဆိုလို့ရှိရင်ဒါ emo off ထားတဲ့အတွက်ဒါဆိုချင်းနေအများကြီးရှိတယ်အကယ်၍ဒါကိုဖင်းက emo off မထားဘူးဆိုလို့ရှိရင် KYG ကိုတေချာတင်ထားခဲ့မယ်ဆိုလို့ရှိရင်ခိုးဝါခဲ့ရင်တော့မသူတို့မှ ID ပါမတော့ဘူးဟုတ်တယ်နော်သူတို့မှ ID မပါတဲ့အတွက်ဒီလိုထုတ်တဲ့နေရာတွေပေါ့နော် smoky ပြင်းတဲ့ site design ကိုတွားပြီးတော့ ် SCU ဖောက်ပြီးတော့ ID ထုတ်ပါလိမ့်မယ်အဲ့လို ID ထုတ်တဲ့အခါမျိုးမှာခုနကကျွန်တော်ပြောနေရတာပဲမှတ်ထားခဲ့မယ်ဆိုလို့ရှိရင်အဲတဲဆုံစားအဖြစ်အများကြီးအထောက်အကူပြုနိုင်တယ်ပေါ့โอเคပါဒါကတစ်ပိုင်းပါဒီလောက်ကြီးထီတော့ဖြစ်မလို့မထင်ဘူးပေါ့နော်ဒါပေမဲ့ဒါမျိုးတွေကလည်းဖြစ်တတ်မှာဆိုတော့ဒါချိုးပြောတဲ့သဘောပါဒါကတစ်ခုပါဒါကတစ်ပိုင်းနောက်တစ်ခုကဘာပြောချင်တာလဲဆိုတော့ ဒီရမှုတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာပါတချို့လူပြည်တဲ့ဘိန်းတွေဆိုတာကြားဘူးမှာပေါ့နော်တချို့ဂျုံလဲဂျုံသွားပါတယ်အားတွေတော့တတိထားရမှာပေါ့နော်ရမှုကငါးပြည်ဝင်ကျင်ဆိုရင်စပြီးတော့အလုပ်လုပ်တယ်ငါးပြည်ဝင်ကျင်ဆိုလို့ရှိရင်စပြီးတော့အလုပ်လုပ်တယ်ပေါ့နော်အလုပ်လုပ်တော့ဒီဥစ္စာဘယ်လိုပြောအောင်လဲပေါ့နော်ဒီနေရာမှာတော့ ဒါတွေကိုမပြောချင်ဘူးတော့ group ထဲမှာပြောတော့များတယ်ဗောနော်ဘာလို့ဆိုတော့အခုလမ်းပြဖြစ်မှလဲဆိုလို့ဗောနော်အဲ့တော့ပြောချင်တာ okay အကျဉ်းအပြစ်မှတ်ထားမှာဆိုရင်ဒီပါ clip bait လို့ဆိုသိပါ remove ကောက်နှိုးလိုက်တယ်ငါးပေတုံးလို့မှုရှိရင် no ပါတယ်အဲ့ဒီ remove အိမ်မှာကြံခဲ့လေဆက်ကမောင်းရတယ်မရမချင်းမောင်းလို့ရတယ်အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့တချို့ဆိုလို့ရှိရင်စောင့်ကြည့်နေတယ်လေငါးပေတုံးတို့ခဏလေး ေဆိုင်ကတို့တို့မပေါ်တော့တချို့ဆိုရှိပါတယ်ဆိုင်ကနားမှာခဏရက်နေပြီးခဏလေးထသွားလိုက်တယ်အဲ့အချိန်မှာပြန်တဲ့တယောက်ကကိုယ်နားမှာပဲရောက်လာတို့ထသွားလိုက်တဲ့အချိန်ဝင်းနေမှာဗျာတို့ကဒီနော့ဆွေတစ်ချက်နှိပ်ပြီးတော့ဖွင့်ပြီးွာလို့ရူးဆိုစီးပြီးမောင်းပြီးွာလာနဲ့ကြိုက်ကြောင်မောင်းလို့ရတယ်အဲ့ဒီဘင်ကမရက်တော့ဘူးမရက်မချင်းကိစ္စမရှိဘူးဒါရက်ဝင်တော့ပြန်နှုတ်လို့မရဘူးဘာလို့ဆိုတော့ဒီရမှုနဲ့ပွားွားတဲ့အတွက်ပြန်နှုတ်လို့တော့မရဘူးပေါ့နော်အဲ့လိုမျိုးလူပြည့်တဲ့ဘင်တွေရှိလို့ဒါတတိပေးတာ ืมကျွန်တော်ကြားလာတာမှနှစ်ပြီးနောက်ပဲရှိမှမသိဘူးเนาะဒါ line ပေါ်မှာတွေ့တာအဲ့လိုမျိုးအဲကိုကအစင်းပေါ့เนาะကိုကစင်းလိုက်တယ်ဒါပေမဲ့ဟိုဘက်ကဟိုလုပြေးတာမျိုးပေါ့เนาะအဲ့လိုမျိုးလေးလည်းဒါတတိခါစီခြင်းနဲ့ဒါတော့လွယ်ပါတယ်ကိုဘိန်းသားမှာ၅ပိတ်ဝင်းကျင်မှာတတိလက်လုပ်နေခြင်းနဲ့ဆိုရင်တော့ဒါ remove နေတာလိုက်ပေါ့เนาะဒါပြီးတာပဲကိုဟိုမှာတချို့ဆိုရှိတယ်ဗျာဒီဆိုင်ကလေးထောက်ထားတယ်အနာပဝင်းကျင်မှာပဲလေဟို ဘယ်လိုပြောအောင်မလဲဝိုင်းဖွဲ့ပြီးတော့ထိုင်းနေတာမျိုးတွေဆိုင်ကအောက်မှာနေထိုင်းနေတာမျိုးဒါမျိုးတွေရှိတဲ့တဲ့အဲ့လိုမျိုးတွေဆိုလို့ရှိရင်ရမှုနေထားတာပေါ့နောက်တစ်ခုကရမှုတွေကိုလောလောကူကူဒီခွက်ထဲကိုထည့်ပြီးခင်တယ်ဆိုတော့ဒီရှေ့ကခွက်ကလေးတွေကိုထည့်ပြီးခင်တာမျိုးဒါဆိုရင်တော့ပါသွားနိုင်တယ်ဒါဆိုင်ကပျောက်ခိုင်နေပတ်သက်ပြီးတော့တတိပေးတာပါဒါမျိုးတွေတတိထားရမှာပေါ့နော်အဲနောက်ဒါဆိုစမတ်ကီးနဲ့ပတ်သက်ပြီးတော့တွေးမိတလောက်ကလေးအကျန်းပြောတာပါနောက်ပူရိုတွေမှာတော့ အဲပျောက်တာပျောက်တယ်ကောနော်ဝေးဟန်တွက်လိုခါမျိုးတွေပျောက်တယ်ဒါတွေကဘလို့ကောက်ွယ်မလဲဘလို့လုတ်တင်လဲဆိုတာမျိုးတော့အကြံပေးအောင်မယ်ကောနော်ဒါဘလို့ပြောအောင်ကိုကျွန်တော်ပြောဆိုနာတွေကဒါကျွန်တော်တွေးမိတာတွေစဉ်းစားမိတာတွေကိုအမြင်နဲ့ပြောတာပါအောင်ဒါတွေကိုမှန်တယ်လို့ပြောချင်တာလည်းမဟုတ်ဘူးဒီပေါ်မှာကိုယူတဲ့တလောက်ပညာရမယ် ဒီလိုလိုလေးတွေးရဆိုတော့ချပြတာပါနောက်ပိုင်းနေတော့ကျွန်တော်အတက်နိုင်တော့ဓာတ်ကြီးလုံးမပြောက်တော့လို့ပြောတာမဟုတ်ဘူးတရားတွေဘလို့နည်းနည်းပေါ့နော်ညော့အောင်ဘလို့ကာကွယ်မျိုးဆိုတဲ့အကြံပေးတာပါနောက်ဗီဒီယိုမှာဓာတ်ကြီးနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ပြောပါဦးမယ်ဒီဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်နောက်ဗီဒီယိုကျမှဆက်ပြီးတော့တွေးပါမယ်